ပိုင်းလေးမှာတော့ထပ်ပြီးဖို့နိုင်ရပဲလိုတော့တာကိုစိတ်ကရောက်နေပြီးဘာဖြစ်မလဲဆိုတော့အာယုံမရခဲ့ပါဘူးဆရာဝန်ကတော့စိတ်ထိုးပြီးတဲ့အကြောင်းကိုပြောပြီးပြန်ထွက်လာကမိနစ်30နေခိုင်နေကိစ္စပြီးဆုံးကြောင်းကိုစာပို့နေခဲ့ပါတယ်ထဲကျုံးကတော့သူ့အခန်းထဲမှာဖွက်ထားတဲ့ဖះเจ้าကဖြုတ်လာတဲ့တန်เจ้าနဲ့အတူတော့တွေကိုယူလိုက်ကထပ်ပြီးမဲ့စီစီကိုစတင်လိုက်ပါပြီအဲနောက်မှာတော့စတိုကန်ကိုသွားလိုက်ပြီးသူယူလာတဲ့တန်เจ้าကိုပလက်ပေါက်တဲ့ထိုးထဲက short ပြအောင်လုပ်ပြီး CCTV တွေကိုကြည့်မြင်အောင်လုပ်လိုက်ပါတယ် CCTV ဆောက်ကတော့ CCTV ပိတ်သွားတာကြောင့် wire ကြိုးရှော့ဖြစ်တဲ့ထင်ကြောင်းသတင်းပို့ကသွားစစ်ဆေးဖို့အခန်းတကားကိုတော့ပိတ်ကထွက်လာခဲ့ပါတယ်။အချောက်ထတာနဲ့ချက်ချင်းပဲအခန်းထဲကိုသူ့ရဲ့တော့နေဝင်လိုက်ပြီးဇုံဘီရဲ့တကားကိုဖျက်ဖို့ ID ကတ်လိုတာကြောင့်ယူပြီးတော့ပြန်ထွက်လာခဲ့ပါတယ်။ ဲနောက်မှာတော့တန့်ရှင်းလုပ်တဲ့လက်ကိုတုံးပြီးဖြတ်သွားတာကြောင့်ပြရန်ခတ်နေတဲ့ရဲတွေကတော့သတိရပုံမပေါ်ပါဘူးအဲနောက်မှာတော့ main box ကနေဖြတ်သွားဖို့ဆိုရင်တာမန်ရုပ်ဝတ်လိုတာကြောင့်စတိုကန်ထဲမှာအင်ဂျင်ဘောင်းဘီတွေကိုအောက်ကခံဝင်လိုက်ပြီးအပေါ်ကိုတော့ထောင်ဝက်စားတွေကိုပဲပြန်ဝင်လိုက်ပါတယ်အဲနောက်မှာတော့တန့်ရှင်းတုံးလဲနဲ့တစ်ထောင်လုံးကိုသွားနေကဂျူလာရဲ့ ID ကနဲ့ဇုံအေကထွက်လာခဲ့ပါတယ်ဇုံးမီကိုဝန်ခံကြီးမှာတော့အဆောက်တရောင်းနဲ့ထိုက်တိုက်တွေ့ခဲ့နေတယ်မှာပဲအခန်းတစ်ခုမှာပုံနေလိုက်တာကြောင့်ဖမ်းမမိခဲ့ပါဘူ အဆောက်ပြန်သွားတာကြောင့်ဘုံနေရကထဖို့လုပ်ခဲ့ပေမဲ့ထိုးလိုက်တဲ့ဆီကအစွမ်းပြလာပြီးမူးဝေလာကရိုင်းနေနေခဲ့ပေမဲ့ထောင်ကထွက်မဲ့ဇော်ကပြင်းထန်နေတာကြောင့်စူးစားပြီးတောဖို့လုပ်လိုက်ပါတယ်။တစ်ဖက်မှာတော့ထောင်ရဲ့အပြင်မှာနိုအကူကစောင့်နေပြီးထဲကျုံပြောတဲ့အရှိပေါကထွက်မဲ့ဇော်ကိုယုံတဝက်မယုံတဝက်နဲ့စိတ်ပူနေခဲ့ပါတယ်။ထောင်ထဲမှာတော့ထဲကျုံကမင်းဆောင်ကိုအဆောက်နေမမြင်အောင်တောဖို့ဆိုရင်ပြီးဆုံးကနေလေဝင်လေထပ်ပေါကတောဖို့လုပ်နေပြီးအပေါကထထားတဲ့ထောင်ဝဲစုံတွေကိုချွတ်ချလိုက်ကအရွက်ဝဲပုံစံနဲ့လေဝင်လေထပ်ပေါကိုဝင်လိုက်ပါတယ်။ အဲဒီအချိန်မှာရဲရရှိတယောက်လာတဲ့အချိန်အခန်းပြင်မှာထားခဲ့တဲ့တိုးလဲကိုတောက်ပြီးပြန်မသိလို့အပြစ်ပြောနေခဲ့ပြီးလေဝင်လေထွက်လန်းကထွက်လာတဲ့ဆူညံတန်ကိုချက်တန်ထင်ပြီးတပြက်စီနဲ့ထိုးလိုက်တာကြောင့်ထက်ကျွန်းတယောက်ဆက်မသွားပဲရက်နေလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲပြင်မှာစောင့်နေတဲ့နူကူကိုတဝင်းချင်းပြီးလို့ထွက်လာတဲ့ရရှိရန်ကတွေ့သွားပြီးနှုတ်ဆက်လိုက်ပါတယ်။တစ်ဖက်မှာလည်းမိန်းဆောင်ကိုရောက်ခတ်နေလေးမှာထဲကျွန်းကနိုင်ဝတ်နေတည်စီတဲ့ဆေးရှင်ကြောင့်မူးဝေလာခဲ့ပါတယ်။အဲနောက်မှာတော့ရရှိရန်ကနူအကူကိုနှုတ်ဆက်လိုက်တာ။ တရားရောက်နေလာတွေ့တာလားလို့မေးလိုက်တာကြောင့်နိုကူကဟုတ်ပင်မဲ့အဲ့တွေ့ချင်းကြော်သွားလို့မနေ့ဖြစ်မှာပြန်လာမယ့်အကြောင်းကိုပြောလိုက်ပါတယ်။အရာရှိရန်ကတော့သူလက်ခံပေးမယ်လို့ပြောလိုက်တာကြောင့်မနေ့ဖြစ်မှာပဲတွေ့တော့မယ်ဆိုပြီးညင်းနေတော့အရာရှိရန်ထံဖုံးဝင်လာကဌာနမှုကမနေ့ပိုင်းကမင်းတောင်းဝင်ခြင်းမလားလို့မေးလိုက်ပြီးထောင်သားတွေကိုတေချာမကြည့်ချက်လို့ချွတ်တီတောင်းညက်နေကြောင်းပြဿနာရှာနေခဲ့ပါတယ်။ထဲကျုံကတော့ရှိသမျှအင်အားသုံးကလေဝင်လွတ်ထွက်ဘက်ကနေဆင်းလာပြီးနောက်ဆုံးပင်မဆောင်ကိုတဖြည်းဖြည်းရှောက်လာခဲ့ပါတယ်။အရာရှိရန်ကတော့ဒါဆို မျိုးတွေကိုကားနဲ့လိုက်ပို့မဲ့အကြောင်းကိုပြောတော့နှုတ်ကူကသူ့မှာကားပါလာတဲ့အကြောင်းပြောပြီးဆက်ရည်နေမှာဆိုတာကြောင့်ခတ်တုတ်တုတ်ပဲလစ်ထွက်လာခဲ့ပါတယ်။ထဲကျွန်းကတော့ရဲစခန်းအပေါက်ထိရောက်လာပြီးမူးဝင်နေတာကြောင့်ခဏထိုင်လိုက်ကနိုင်ရီကိုကြည့်လိုက်တော့လက်တကန်းအလိုတကားကပိတ်ဖို့၃မိနစ်ပဲလိုတော့တာကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့ရဲအဆောက်တွေရှိနေတာကြောင့်အဲ့တွေ့လာတဲ့အဖွာရဲ့ထမင်းကြိုက်တို့ကိုဖတ်ထားတဲ့အချုံနဲ့ထိုးလိုက်ပြီးပြဲသွားတဲ့ချိန်မှာမောက်ကျသွားတဲ့ချိန်လူရီကုံကအဖွာစီအယုံရောက်နေတော့တကားပေါက်ကနေအပြင်ကိုထွက်လာခဲ့ပါတယ်။ လူတွေကြကနေခက်တုတ်တုတ်ထွက်လာရင်းနဲ့အပြင်ကိုမြင်တွေ့လိုက်ရတဲ့အချိန်မှာတော့ဆေးကနိုင်ဝက်ပြေသွားတာကြောင့်မျက်လုံးတွေပြာကပစ်လဲသွားခဲ့ပါတယ်။အဲနောက်မှာတော့ပြန်ကားတွေပြန်နေတာကိုပြတ်တနေကကြည့်နေရင်လည်းအိတ်ချင်လာတဲ့ယိုဟန်ကနီးပြောက်ကိုခေါ်လိုက်ပြီးဒီလိုပဲပြန်နေတာပြင်းဖို့ကောင်းတာကြောင့်ခင်းတွေကလိုအိုင်တန်တွေထည့်ပြီးတိုက်တာတို့မိယူထတာတို့ဆိုမကောင်းဘူးလားလို့မိတော့နီးပြကနောက်နေတယ်ထင်ခဲ့ပေမဲ့တကယ်ပြောတာလို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့သူတို့အဖွဲ့ကစံချိန်တင်စက္ကန့်နဲ့ပန်းဝင်လာကြောင်ပြောနေပြီးတကယ်ပြိုင်ပွဲမှာလည်းသူတို့ပဲ ချန်ပီယံဖြစ်နိုင်တဲ့အကြောင်းကိုပြောနေတော့ဒီလိုနိုင်နေဆိုတာပြောဖို့မကောင်းကြောင်းပြောပြီးမတော်တဆလေးဖြစ်ပေးဖို့လိုကြောင်းကိုပြောလိုက်ပါတယ်။နီးပြကတော့ဒီလိုမတော်တဆဖြစ်ရင်လူတည်နိုင်တဲ့ပြဿနာဖြစ်တဲ့အကြောင်းကိုပြောတော့ယိုဟန်ကခုမှပဲတကယ်ပြဿနာကိုသိတဲ့အကြောင်းပြောပြီးဒီနေရာကိုရှင်းဖို့ပြောကစပွန်ဆာဆက်မပေးဖို့ပြောလိုက်ပါတယ်။တကယ်တော့ယိုဟန်ကဒီနေရာကိုစပွန်ဆာပေးနေတဲ့ကိုယ်စားလှယ်ပဲဖြစ်ပါတယ်။အဲ့နောက်မှာတော့ယိုဟန်ကသူ့ဆိုင်မှာစောက်အဦးပုံစံငယ်ကိုအပြီးတက်နေပြီးအဲ့ထဲမှာကားတွေကိုထည့်ကတခုခုလှုပ်ဖို့စီစဉ်နေပုံရပါတယ် အဲ့ဒီအချိန်မှာအထင်းတော်ရောက်လာပြီးသခင်လေးပြောင်းနေရဲ့ပုံပဲလို့ပြောလိုက်တာကြောင့်အနာကက်ကတခုခုကိုပြောလိုက်ပြီးသူ့ရဲ့ဖောက်တယ်တွေကဥပဒေနဲ့ဆက်ဆံရှိရအကောင်တွေကိုရှာပြီးပြောလိုက်ပါတယ်။အဲနောက်မှာတော့သူ့ရဲ့ပုံစံငယ်အဆောက်အုံတွေကိုကားလေးတွေပြတ်ချက်ပြီးပြောနေတာကြောင့်တခုခုကိုဆက်လုပ်ဖို့အကြံရသွားပုံရပါတယ်။အဲနောက်မှာတော့ထောင်ခိဝကိုရဲမှုဂရန်ရောက်လာကထောင်မှုရဲ့အခန်းထဲကိုဝင်လိုက်ပြီးရဲမှုနဲ့အတူယိုဟန်မှာပါလာခဲ့ပါတယ်။ရဲမှုကတော့ထောင်မှုကလွယ်ပြီးအကုန်အပြင်ထွက်ခိုင်းလိုက်ပါတယ်။အဲနောက်မှာတော့ယိုဟန်က ရဲမှုကိုအပြင်ထွက်ခိုင်းတာကြောင့်မထွက်ခင်မှာပဲရဲမှုကထောင်ပိုင်ကိုဒီပုတ်ကိုဗာပဲပြော့ပြော့သဘောတူပြီးဖို့အမိန့်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ထောင်ပိုင်ကယိုဟန်ကိုရဲမှုနဲ့ဘာတော်လဲဆိုတာကိုမေးလိုက်တာကြောင့်ရဲမှုနဲ့တော့ဘာမှမတော်ကြောင်းနဲ့ရဲမှုကိုခန့်ပေးတဲ့သူနဲ့ကတော့တငယ်ချင်းတွေဖြစ်ကြောင်းပြောကာအထက်မှာလည်းတငယ်ချင်းရဲ့တငယ်ချင်းတွေများကြောင်းပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ထောင်ထဲကနေစေတနာဝန်ကြီးခေါ်ကျင်းတဲ့ကြောင်းဆ ਾਇ ရဆာတန်းပြလိုက်ပြီးချွေချောင်းတွေပြီးကကိစ္စပြီးရင်ထပ်ပေးမယ်ကြောင်းနဲ့နောက်ထပ် ထောင်မှုကရန်ပုံငွေနဲ့ကိုင်းဝင်လိုက်ပြီးလူလိန်ခံရတဲ့အကြောင်းနဲ့ပတ်စံတွေကိုစာကြည့်တိုက်မှာဖွက်ထားတာကြောင့်တင်းသွားတယ်မလားလို့မေးလိုက်ပါတယ်။ထောင်မှုလည်းလန့်သွားပြီးဘလို့သိရလဲလို့မေးလိုက်တာကြောင့်ယိုဟန်က "तू ဖုံးစက်လိုက်တာနဲ့လာပြန်ထားခိုင်းပြီးလို့ရတဲ့အကြောင်းနဲ့မလုပ်ချင်လဲ။ तू ပြောတဲ့အတိုင်းလုပ်ပေးမယ်။ထောင်မှုနေရာလေးကိုပြောင်းပေးရုံပဲ"လို့ပြောတာကြောင့်လေးတန်ပြောင်းသွားပြီး "तू လိုချင်တဲ့လူတက်မှုအကျန်းဖတ်မှုစားတဲ့အချက်တွေနဲ့ပြည်စုံတဲ့သူတွေကိုလှုပ်ပေးဖို့ပြောကပြန်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ထောင်ဆောင်ရန်ဟာထဲကျုံးထွက်ပြေးတဲ့လမ်းကြောင်းကို CCTV ကနေကြည့်နေပြီး သူသွားတဲ့လမ်းကြောင်းတိုင်းသွားကအပြင်ရောက်တော့မိန်းပေါကနေထွက်သွားတဲ့ထဲကျိုးကိုအထင်ကြီးသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ထဲကျိုးကိုထောင်ဝင်းဆောင်တဲ့တတိယလာတာကိုတွေ့ရပြီးဖာသာကြီးတွေ့လို့ကံကောင်းကြောင်းနဲ့တွေ့တဲ့မှာကြွက်သက်ဆေးတွေတွေ့တဲ့အကြောင်းပြောကကံကောင်းလို့ဗီတာမင်အားစေးတွေစားရတာကြောင့်အချိန်ဆွဲတောက်ခံနိုင်ကြောင်းပြောလိုက်ပြီးမဟုတ်ရင်တည်နေပြီဖြစ်တဲ့အကြောင်းကိုပြောကအားစေးကျွေးတဲ့သူကိုကျေးဇူးတင်တဲ့အကြောင်းကိုပြောနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ထောင်ဆောင်ရောင်းဝင်လာပြီး ခဲကျုံကိုလုံးချင်ဖို့လုံးသူရှိနိုင်ကြောင်းနဲ့နောက်မဖြစ်အောင်တိတ်ချဆောက်ကြည့်ပေးမယ်လို့ပြောကဘသူမှမတွေးမိရဲ့ပင်မကိတ်ကအားနည်းဆုံးဆိုတာကိုထဲကျုံကြောင့်သိရပြီလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့နေပြန်ကောင်းလာရင်စစ်စစ်ဖို့ရှိကြောင်းနဲ့နှုတ်ကူကလာတွေ့ကြောင်းပြောတော့နှုတ်ကူထံနောက်တစ်ခါထပ်ခဲ့ပြီလို့ကျေးဇူးတင်ကြောင်းကိုစကားမှခံလိုက်ပါတယ်။အဲ့နောက်မှာတော့နိုအကူကိုထဲကျုံရဲ့စကားကိုပြောလိုက်ပြီးလျှိုဝဲကောက်လာလို့မေးပေမဲ့နိုအကူကလည်းနားမလည်ခဲ့ပါဘူးတကယ်တော့နိုအကူရဲ့ဗီတာမင်အားသေးကြောင့်ပြောတဲ့စကားပါ အဲဒီနောက်မှာတော့တိုက်ပိတ်ခံနိုင်ရတဲ့ဒေါ်စုကိုထောင်မှုကလွတ်ပေးလိုက်တာကြောင့်မကြေမနက်ဖြစ်နေတဲ့ဒေါ်စုကထဲကျုံစစ်ပေးကမ်းမှာရှိတာကိုသိသွားတာကြောင့်အဖွဲ့လိုက်ထဲကျုံကိုတပ်ဖို့သွားနေကြပါတယ်။တစ်ချိန်တည်းမှာပဲစစ်ပေးကမ်းကဆရာဝန်ကအပြင်ထွက်နေတာကြောင့်ထောင်းဆောင်ရန်ကအပြင်ဘာလို့ရောက်နေတာလဲလို့မေးလိုက်ပြီးဆရာဝန်ကသူဘာမှမသိကြောင်းနဲ့သူနဲ့မဆိုင်တဲ့အကြောင်းကိုပြောတာကြောင့်စစ်ပေးကမ်းထဲမှာရှိနေတဲ့ထဲကျုံနဲ့အနေရရှိတော့မှာကိုရိမ့်မိကပြေးသွားခဲ့ပါတယ်။ဒါပေမဲ့တာဝန်ရင်ပြီးရထောင်တော့ရန်ကိုပြန်ဖို့ပြောကဒေါ်စုနောက်လိုက်တွေကတကားပိတ်ထားလိုက်ပါတယ် အထဲမှာတော့ရိမ့်မိရဲ့ဒေချိုကအဖွ�ဲနဲ့တယောက်ရေဆိုင်တိုက်ခိုက်နေပါတယ်။တစ်ချိန်တည်းမှာပဲထောင်မိုးကထောင်သားတွေကိုလွတ်မဲ့ကိစ္စကိုအရာရှိတွေကိုပတ်စံတင်နေတိမ့်သွင်းနေတဲ့အချိန်ထောင်သားရန်ကိုအရေးပေါ်ချိန်နေကြညာကအကူအညီတောင်းလိုက်တာကြောင့်တစ်ထောင်လုံးစူညံပတ်လို့ရိုက်သွားပါတယ်။ထေကျုံကတော့ခုခံနေရင်နောက်ဆုံးကြံတဲ့ဒေါစုကစကားပြောနေရင်ကရုတ်တရက်ဓာတ်နဲ့ထိုးလိုက်ပြီးအပြန်လန်တိုက်ခိုက်နေရင်ကဒေါစုရဲ့နှရွက်ကိုဓာတ်နဲ့လိလိုက်ပြီးခဏကြာမှပဲထောင်စောက်တွေဝင်လာခဲ့ပါတယ် အဲဒီနောက်မှာတော့အိမ်မက်ထဲမှာညီဖြစ်သူကိုဒီလိုလောက်ခဲ့တဲ့သူတွေကိုလက်စားချေပေးမယ်လို့ပြောနေရင်ထဲချိုးရဲ့ခေါင်းကိုအစွတ်တွေစွတ်ကားထောင်စောက်တွေကထောင်သားတွေကိုကပ်ပေါ်တင်ပေးလိုက်ကြပါတယ်။တစ်ဖက်မှာတော့ယိုဟန်ကိုပြသနေပြီးပေးပို့လိုက်တဲ့ထောင်သားစနစ်ရဲ့ပြည်မှုမှတ်တမ်းတွေကိုကြည့်က သူ့ရဲ့ကစားပွဲတွေကိုဝင်လာမဲ့သူတွေကိုကြည့်ရင်ပျော်ရွှင်နေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့စေယုံတစ်ခုမှာ နမက်ပါတဲ့တူညီဝတ်စုံတွေနဲ့ဖမ်းလာတဲ့ထောင်သားတွေကိုတွေ့ရပြီးယိုဟန်ကတော့အခုကစပြီးမင်းတို့ရဲ့အခွင့်အရေးပဲလို့ပြောလိုက်ကနောက်ပိုင်းမှာတော့စိုက်ကိုဖြစ်နေတဲ့ယိုဟန်တယောက်ထောင်သားတွေကိုဘယ်လိုလိုစောက်ကသားသွားမလဲဆိုတာကိုကြည့်ရမှာဖြစ်ပြီးထဲကျွန်းကကောယိုဟန်ရဲ့အစီအစဉ်တွေကိုအောင်မြင်အောင် လုပ်ဆောင်ပေးနိုင်မှာလားဆိုတာကိုအပိုင်းကမှပြန်လည်ဆုံတွေ့ရင်းနဲ့ကြည့်ရှုရအောင်ခင်ဗျာ